အလုံးမဲမင်္ဂလာပါရှင် Spring Platform နဲ့ Stars of Myanmar Friendship Services တို့ပူးပေါင်းတင်ဆက်တဲ့နှွေးပါစီအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ November 19ရက်နေ့မှာမွေးနေ့ကြာရောက်လာတဲ့ကိုမျိုးထွန်းအတွက် နောက်ထပ်ဝိထုတို့တပုတ်လက်ဆောင်ဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမတို့ရဲ့နှွေးပါစီစီစဉ်ကနေဝိထုလက်ဆောင်လေးတောင်းပြီး ထောက်ပို့ပေးတဲ့မွေနေ့ရှင် ကိုမျိုးထုံကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။မွေနေ့လက်ဆောင်လေးဖြစ်ဖတ်ပြပေးမယ့်ဝိထုတို့လေးကတော့ဆရာကြီးမြတန်တင်ရေးသားထားတဲ့ပင်စင်ယောဂဆိုတဲ့ဝိထုတို့လေးဖြစ်ပါတယ်။ကျမနဲ့တူနာစင်ခန်းစားကြပါရှင်။

ဆေးရုံကကျူတီအားတဲ့အချိန်မှာဆေးကန်ထိုင်ရင်ကောင်းမှာပဲဆိုပြီးကျွန်တော်ဆေးကန်ကလေးတစ်ခန်းဖွင့်ထားတယ်။အစတုန်းကတော့ကိုပိုင်ဆေးကန်ရယ်လို့မဖွင့်နိုင်သေးပါဘူး။သူများတွေဖွင့်ထားတဲ့ဆေးကန်မှာအချိန်ပိုင်းနဲ့ထိုင်တာ။ဆေးကန်ပိုင်ရှင်ကကော်မရှင်ပေါ့။ဒါတော့အားလုံးသိကြပါရဲ့လေ။ကျွန်တော်အထူးမပြောတော့ပါဘူး။ဆရာဝန်နိုင်လို့လို့ဒီလိုပဲလုပ်နေကြရတာပဲမဟုတ်လား။ဒါပေမဲ့ခတ်တာက သူများစေကံကိုထိုင်ရတာကမျက်နှာငယ်တယ်။ဟုတ်တယ်လေ။ကိုကအထူးကုမဟုတ်ဘူး။ရိုးရိုးကြည့်ပြီ။ဒီတော့စေကံပိုင်ရှင်တွေကအထူးကုဆရာတွေကို ပို့လို့ခြင်းကြတယ်။စေကံရှေမှာဆိုင်းဘုတ်ချက်ရင်လဲဒေါက်တာဘသူဘာအထူးကုဘာအထူးကုဆိုတဲ့ဆိုင်းဘုတ်မျိုးကို တက်ချင်ကြတယ်။ကျွန်တော်တို့လိုတာမန်ကြည့်ပြီးကအမိတို့တော့ဆိုင်းဘုတ်တက်ရတာတိတ်ပြီးမလှဘူးပေါ့။တိတ်ပြီးခုံးမရှိဘူးပေါ့။ရပါတယ်ဘယ်တက်နိုင်မလဲ။ ဒီတော့သူတို့ဆိုင်းဘုတ်ကြီးတွေကြားထဲမှာကျွန်တော်ဆိုင်းဘုတ်တိတိကလေးညက်နေတော့တာပေါ့ဒါပေမဲ့တခုကောင်းတာက ကျွန်တော်တို့စေကံဖွင့်ထားတဲ့ရက်ွက်ကလေးနားမှာ စင်ရသာရက်ွက်ကလေးတခုရှိတယ်။အဲ့ဒီကလူနာတွေကကျွန်တော်စီကိုပဲစုပြုံဝင်လာကြတာပဲ။သူတို့ကအထုကိုတွေဘာတွေကိုလဲကောင်းကောင်းနားမလဲဘူးလေ။ပြီးတော့ငွေကြေးလည်းမတတ်နိုင်ကြဘူးမဟုတ်လား။ဒီတော့သူတို့စီမသွားကြဘူးပေါ့။ကျွန်တော်စီကိုပဲလာကြတာပေါ့။ လာသမျှလည်းပျောက်ကင်းသွားကြတော့ကျွန်တော်ဟာဆေးဆွမ်းနေဆိုပြီးသူတို့ထဲမှာနာမည်ကြီးနေတာပေါ့ဆေးမဆွမ်းစရာလည်းမရှိဘူးလေသူတို့ဖြစ်တဲ့ယောဂါကအပ ాయి ကယောဂါကလေးတွေခေါင်းကြိုက်တာတို့ဖျားတာတို့နားတာတို့နားဆေးချောင်ဆိုးဖြစ်တာတို့ဘိုက်နာတာတို့ခိုက်မိတာတို့ခေါင်းမူတာတို့အားနေလို့တခုခုဖြစ်တာတို့ဆိုတော့အားလို့ရင် အားနေရင်အားစေးထိုးပေးလိုက်ဖျားရင်ပနက်ဆလင်တို့လိုအနာကျစင်တို့လိုထိုးပေးလိုက် ခိုင်မိတာတို့ဆိုရင်လေအနာကိုဆေးကြော်ပြီးပတ်တီစီးပေးလိုက်နည်းနည်းတရားချင်းရင် ATB တို့ဘားတို့ထိုးပေးလိုက်ဒီတော့ကျွန်တော်ကုသမြ85ရာခိုင်နှုန်းဟာပျောက်နေတာပေါ့နည်းနည်းကြည့်မယ်ထင်တဲ့ယောဂါမျိုးကြတော့ကျွန်တော်မကူဘူးဆေးရုံကိုညှို့လိုက်တယ်အထုကူတွေလည်းတကယ်ဖြစ်လာရင်ဘာတတ်နိုင်တာမှလို့အရက်သေးကဆေးကမ်းမှာကုကြတာမှမဟုတ်ပဲဆေးရုံကိုပို့ရတာမဟုတ်လားဒီတော့ကျွန်တော်တို့ဆေးကမ်းတစ်ဝိုင်းမှာ အထုကုနဲ့ရိုးရိုးကြည့်ပြီးဟာဘာမှမထူဘူးကျွန်တော်ကတော့ပိုးပြီးကုရသေးတယ်နောက်တော့ကျွန်တော်မိမကအမွေကလေးရလို့အဲ့ဒီနားမှာပဲကိုပိုင်းစေကန်ကလေးတခန်းဖွင့်နေစောစောကကျွန်တော်လုပ်ခဲ့တဲ့စေကန်ကလေးအထုကုတွေတခြားကိုပြောင်းတာနဲ့သူတို့အင်ရှင်အင်ငှပြဿနာဖြစ်တာနဲ့ပိတ်လိုက်ရတော့အဲ့ဒီနားမှာကျွန်တော်စေကန်ဖွင့်တာအတော်ဖြစ်သွားတာပေါ့အတော်ပဲကျွန်တော်ကိုပိုင်းစေကန်ကလေးဖွင့်လိုက်တော့အရင်တုန်းကလုံနာအဟောင်းတွေလဲကျွန်တော်စေကန်ကိုပဲရောက်လာကြတယ် ။နောက်မှကျွန်တော်ကလည်းစေကံပိုင်ရှင်တို့ထုံးစံအတိုင်းအထူးကိုရီဘာရီငှားထားတယ်။မဆိုးပါဘူး။ကိုရိုင်းလည်းစေကံကလေးရှိမှဆေးရောင်းဆိုင်လေးဖွင့်ထားတယ်။စေကံကဖွင့်တဲ့ဆေးဆိုင်ဆိုတော့အတူတူဘာလို့ဖြစ်မှမဆိုးရင်ရတော့ဘူးပေါ့။အိမ်သုံးဆေးဆိုရင် ကျွန်တော်စေကံမှာပဲလာဝဲကြတာများတယ်။ဆေးဆိုင်ကိုတော့ကျွန်တော်မိမကရောင်းနေ။ကျွန်တော်ကတော့အခန်းကလေးတစ်ခန်းဖွင့်ပြီးအထွေထွေယောဂါကုတယ် သူများစည်းကံကိုထိုင်နှုံးကားလိုပါပဲအဲ့ဒီရက်ကွက်ကလူနာတော်တော်များများကျွန်တော်စီကိုပေါက်လာကြတယ်ကျွန်တော်အလုပ်ချင်းကမနက်9နာရီကနေပြီး9နာရီညနေပိုင်းဆိုရင်ညနေ4နာရီကနေ8နာရီတညနေမှာကျွန်တော်စည်းကံကိုရောက်သွားပြီးအင်ဂျီလုံးကြီးလဲဆရာဝန်ဝေယုံကိုဝေပြီးခါစားရှိသေးတယ်လူနာတယောက်ပေါက်လာတယ်ဒီနေ့ညအဖို့ပထမအဦးဆုံးရောက်လာတဲ့လူနာပဲလူနာကအမျိုးသမီး အသက်30ကျော်40တွင်းလောက်မှာပဲရှိဦးမယ်ထင်တယ်။အသားဖြူဖြူခက်ဝဝရေတိတ်ဝကြီးတော့မဟုတ်ဘူးပေါ့လေ။ခပ်ဖိုင်ဖိုင်လို့ပြောရမှာပေါ့။အရက်ကလည်းမနှိမ်မမြင့်။ညက်လုံးမျက်ခုံကောင်းကောင်းနဲ့။အေးနှာရောင်ကတော့နည်းနည်းပြားတယ်လို့ခေါ်ရမယ်ထင်တယ်။နှာရန်ပေါ်တယ်လို့မပြောနိုင်ဘူး။သူ့လက်ထဲမှာဆွဲချင်းကလေးတစ်ခုဆွဲလာတယ်။ခေါက်ထီးကလေးတက်လက်လေးပါလာတယ်။ပြီးတော့လက်ကင်ဘွားနဲ့ပတ်ထားတဲ့ထမင်းမူရဲ့ ဓာဘူးတသေးကလေးတစ်လုံးရပါတယ်။ကော်ဖီတော့ဘာလို့ထဲမှာပေါ့။ဒါကိုကြည့်ပြီးအမျိုးသမီးဟာစနေတကြချွချွေးတာတာစီကန်ရှိရှိနဲ့နေတဲ့စားရတဲ့အမျိုးသမီးတယောက်လို့ကျွန်တော်တွက်လိုက်တယ်။ဘဝေစားကလည်းတန်တန်ပြန့်ပြန့်ပဲ။စပင်ကိုနောက်တွဲကလေးရိုးရိုးထုံထားပြီးအင်းကြီးလက်ရှည်ဖြူနဲ့အကောင်းစားပါတီတစ်ထည်ကိုဝတ်ထားတယ်။သူ့ကိုကြည့်ရတာလူနာတယောက်နဲ့မတူဘူး။နေထိုင်မကောင်းတဲ့လူမမာနဲ့မတူဘူး။ ပကတိကျမ်းမာနေတဲ့ရုပ်မျိုးပဲနှကန်းတွေကရဲလို့အသားရည်ကလည်းကြီးလို့ဆိုဘာဖြစ်တယ်လဲကျွန်တော်ကဆရာဝန်နေစေကန်းဝါမှာနှုတ်ဆက်လေးရှိတဲ့စကားနဲ့နှုတ်ဆက်လိုက်တယ်ဘာမှတော့မဖြစ်ပါဘူးဆရာအင်ဖီလီပင်းစင်တစ်ချက်လို့လို့ဆရာစီကိုထောက်ခံချက်ကလေးလာတောင်းတာပါကျွန်တော်မျက်ခုံးကိုပင့်လိုက်မိတယ်သူ့ရွယ်ကရွယ်ကောင်းတော့အလွန်ဆုံးရှိမှအသက်40ပေါ့ဒီရွယ်မှာဘာဖြစ်လို့စေးပင်စင်ယူခြင်းရတာလဲ ကျွန်တော်စီကိုလာပြီးစေးပင်စင်အတွက်စေးလက်မှတ်လာတောင်းတဲ့သူတွေအများကြီးရှိပါတယ်။တချို့ကတကယ်အသက်ကြီးလာလို့ကြံတဲ့တစ်နှစ်နှစ်နှစ်ကလေးကိုပင်စင်နဲ့သွားကြတယ်။တချို့ကအသက်ငယ်ပဲမဲ့တကယ်ကို နေထိုင်မကောင်းဖြစ်လို့ပင်စင်ယူကြတာ။ဥပမာတချို့အမျိုးသမီးတွေဆိုရင်အသက်သိပ်ကြီးတော့လေမိရဲ့စတဲ့အမျိုးသမီးယောဂါတို့တအိန်တို့ရင်သားကင်ဆာတို့ဘာလို့ဖြစ်လို့ကောင်းကောင်းမကျန်းမာတော့တာနဲ့ပဲပင်စင်ယူကြတာ။တချို့ကြတော့လေ ဝန်ထမ်းလှုပ်ထက်ပိုးပြဝင်ငွေကောင်းတဲ့အယောင်းဝယ်လုပ်ငန်းတို့ဘာလို့လှုပ်ချင်လို့စိတ်ပင်စင်လျှောက်ကြတာနည်းနည်းပပလည်းယောဂါလေးဘာလို့တော့ရှိတာပေါ့လေယောဂါမရှိဘဲနဲ့ဆရာဝန်ကဘယ်နဲ့လှုပ်ပြီးစိတ်ထောက်ခံချက်ပေးနိုင်မှာမလဲအေးလူတယောက်မှယောဂါရှာတာလည်းသိမ်ခတ်လာပါဘူးတခုမဟုတ်တခုကတော့ရှိတတ်ကြတာပဲယောဂါကြည်ကြည်ကြဲကြဲမဟုတ်တော့မှအသေးအဖွဲယောဂါကလေးတွေကိုတော့ရှောင်လို့မလွယ်ပါဘူး ယောဂါကိုကုနေတဲ့ဆရာဝန်တွေကိုစစ်ကြည့်ရင်တော့သွေးရောရှိတဲ့လူဦးနဲ့နှလုံးယောဂါရှိတဲ့လူနဲ့ဆေးကြောယောဂါရှိတဲ့လူဦးနဲ့အ ਨੇ ဆုံးဘာယောဂါမှမရှိဘူးဆိုရင်တော့သွေးရောကလေးဘာလေးတော့နည်းနည်းပါးပါးရှိတဲ့ကြတာပဲဒီတော့ဆေးပင်စင်လိုချင်သူတယောက်ကိုယောဂါရှာရတာတိတ်မခတ်လာပါဘူးဒီတော့ကျွန်တော်တို့ကလည်းအလွယ်တကူပဲရှာပေးလိုက်တယ်ယောဂါရှာပေးလိုက်ပြီးဆေးလက်မှတ်ရေးပေးလိုက်တာကြီးပါပဲဆေးလက်မှတ်မရေးပေးတဲ့သူဆိုလို့တော်တော်လေးကိုနှဲပါတယ် ဆရာဝန်လုံနေပြီးယောဂါမရှိဘဲနဲ့ဈေးလက်မှန်ရေးပေးရမယ်ဆိုတော့လေတော်တော်ခွာကြတာပဲဒီတော့ယောဂါကိုမတွေ့တွေ့အောင်ရှားရတာပေါ့ခုလေဈေးလက်မှန်လာတောင်းတဲ့အမျိုးသမီးတယောက်နဲ့တွေ့နေပြန်ပြီ invisible ဈေးလက်မှတ်ကိုကျွန်တော်ဒီတိုင်းဘယ်နဲ့လို့ကောက်ရေးပေးနိုင်မှာမလဲမကြီးအမကြီးမှာတကယ်ယောဂါရှိမှရေးပေးလို့ဖြစ်မှာပေါ့အမကြီးကိုမှကျွန်တော်ဘာမှမစမ်းသပ်ရသေးတာဘယ်နဲ့လို့ပြီးဈေးလက်မှတ်ရေးပေးရမှာလဲဟုတ်ပါတယ်ဆရာ ဒါကြောင့်မို့ဆရာစီမဆန်းသက်ပြီးမှကျမကစိတ်လက်မှတ်တောင်းမှာပါဆရာစီမဆန်းသက်ကြည့်ချင်လို့ပါဒါကတော့ तू ပြောတာမှန်နေကျွန်တော်စီမသူ့ကျမ်းမာရေးနဲ့ပတ်သက်လို့ဆန်းသက်ကြည့်မယ်တဲ့ဒါကတော့ဆန်းသက်ကြည့်ရမှာပေါ့ဆန်းသက်ကြည့်ပြီးလို့ယောဂတွေ့ရင်လဲတွေ့တယ်လို့ရေးပြရမှာပေါ့မတွေ့ရင်လဲမတွေ့တယ်လို့ရေးပြရမှာပေါ့ဒါကကျွန်တော်တို့အလုပ်ကျွန်တော်ကထုံးစံအတိုင်းသူ့အသက်တို့အမိတို့ကိုမေးရတယ်ကျမနာမည်ကအေးအမြင့်ပါ ကျောင်းမှာ PhD ပါအသက်ကတော့52နှစ်ရှိပါပြီကျွန်တော်ကသူ့နေရာလိပ်စာတို့ဘာတို့ရေးပြီးလူနာဆန်းသက်တဲ့ဂရင်းဘော်ကိုတက်ခိုင်းနေဆရာကျမကစိတ်လက်မှတ်လိုချင်တာပါလူကဘာမှမဖြစ်ပါဘူးပကတိနေကောင်းပါတယ်သူကဂရင်းဘော်ကိုမတက်သေးပဲကျွန်တော်ကိုအားနာတဲ့နေတန်းနဲ့မရေတရေပြောတယ်ဟုတ်ပြီလေကျွန်တော်သိပါတယ်ဒါပေမဲ့အမကြီးကိုကျွန်တော်စစ်စစ်တော့ကြည့်အောင်မှာပေါ့ ဆေးလက်မှတ်ပေးတယ်ဆိုတာကောက်ရေးပေးလိုက်ရုံနဲ့ဘဲဖြစ်မလဲ။နည်းနည်းပပတော့စစ်စစ်ကြည့်အောင်ပါပေါ့။သူကကျွန်တော်ကိုပို့ပြီးအားနာတဲ့ဟန်နဲ့လှမ်းကြည့်လိုက်ပြီ။စစ်စရာမလိုပါဘူးဆရာရဲ့။ကျမမျိုးသားကကျမကြီးမှုပါ။နေမှာတာဝန်ကျနေပါလေ။သူခွင့်နဲ့လာတော့ငါပဲဆရာဝန်ကြီးတွေကိုလိုက်ပြပြီးဈေးတွေဘာတွေစစ်ခဲ့ပါသည်။အစုပ်ကလည်းကောင်းနှလုံးကလည်းကောင်း။စီတို့ဝမ်းတို့လည်းအားလုံးကောင်းပါလေ။ဘာရောကမှမရှိပါဘူး။ ခုတော့ပင်စင်ကလေးရှောက်ချင်တာနဲ့ကျမတို့ရက်ကွက်ထဲမှာရှိတဲ့ဆရာစီကိုလာပြီးစိတ်လက်မှတ်ထောက်ခံစာတောင်းတာပါဒီမမကြီးအမကြီးကိုယ်တိုင်ကနေထိုင်ကောင်းတယ်လို့ပဲပြောတယ်စိတ်စစ်ခံစရာမလိုဘူးလို့လည်းပြောတယ်ဒီတော့ကျွန်တော်ကဘယ်နဲ့လုပ်ပြီးစိတ်လက်မှတ်ထောက်ခံစာရေးပြလို့ရမှာလေအမကြီးပဲစဉ်းစားကြည့်ပါဦးဒါကတော့ဆရာရဲ့ဆရာဝန်နေဒီလိုပဲထောက်ခံစာရေးပြနေကြပါဒီတော့ကျမကလည်း ဆရာအပန်းမကြည့်ဘူးထင်လို့လာမိတာပါသူ့တန်ကတိုးရှိုးတောင်းပန်တန်ပါနေတယ်ဟုတ်တော့လေဟုတ်တာပဲစီလက်မှတ်ကိုဒီလိုပဲကောက်ရေးပေးလိုက်ကြတာပဲဒါပေမဲ့ကျွန်တော်ကတော့ဒီလိုမလုပ်ချင်ဘူးလေနည်းနည်းပါပါတော့စမ်းသက်ကြည့်လိုက်ချင်သေးတယ်ယောဂါကလေးဘာလေးတော့ရှာပေးလိုက်ချင်သေးတယ်ဒါမှကိုအတန်မွေးမှုကို ကိုရိုတေးရရောက်မှာပေါ့ပစံရတိုင်းရေးပေးနေလို့ဘယ်ကောင်းမှမလဲအနည်းဆုံးကိုလေးပြာကိုတော့ကိုပြန်ရှက်ရမှာပေါ့ ဟုတ်ပါတယ်။အမကြီးပြောသလိုဒီလိုပဲဆိတ်လက်မှတ်ပေးနေကြတာပါပဲ။အမကြီးလည်းဆရာဝန်ရဲ့ဇနီးပဲ။ကျွန်တော်ကတော့ဒီလိုမလုပ်ချင်ဘူးမကြီး။နည်းနည်းပါးပါတော့စမ်းသက်ကြည့်ပြီးမှကျွန်တော်ထောက်ခံချက်ရေးပေးနိုင်မယ်။ဒီတော့ဒါကိုခက်ခဲတယ်ထင်။အမကြီးလွယ်တဲ့စီကိုပဲသွားပါတော့။ကျွန်တော်နည်းနည်းစိတ်တိုးလာတယ်။ဒါကြောင့်သူ့ကိုခက်ပြက်ပြက်ပဲပြောပြလိုက်တယ်။ဟုတ်ပါတယ်ဆရာရေ။ဒီလိုဆိုရင်လည်းဆရာထုံစံအတိုင်းလုပ်ပေးပါ။ ်ကျမကတော့စိတ်လက်မရရင်တော့ပါပြီလူကြီးတွေကိုလည်းတက်ပြောပြီးလို့စိတ်လက်မသာရအောင်ယူခဲ့လှုပ်ပေးမယ်လို့ပြောလိုက်လို့လာတာပါကျမနည်းနည်းလောကြီးသွားပြီထင်ပါတယ်ခွင့်လွှတ်ပါသူ့ပြောဆိုဆက်ဆံပြုမှုပုံကမွန်ရည်ရင်ကျေးပါတယ်ဒါနဲ့ကျွန်တော်လည်းသူ့ကို လူနာဆန်းသက်တဲ့ဂရင်ကလေးပေါ်တက်ခိုင်းပြီးဆန်းသက်ကြည့်တယ်။စေကံမှာဆန်းသက်ကြည့်တဲ့လောက်တော့အားလုံးကောင်းတယ်။နှလုံးလည်းကောင်းတယ်၊အဆုတ်လည်းကောင်းတယ်။သွေးချိန်မှလည်းကောင်းတယ် အနီးမီရတော့ဘာလို့လဲမရှိဘူးဒါပေမဲ့ကျွန်တော်ဘက်ကကောင်းအောင်လုပ်ပေးလိုက်ခြင်းနဲ့လေဒါကြောင့်မို့ထောက်ခံစာတစ်ခုရေးပေးလိုက်ပြီးတမဝါရမဈေးကန်တစ်ခုကိုအသွားခိုင်းလိုက်တယ်အဲ့ဒီမှာဓာတ်မှန်ရိုက်မယ် ECG ယူမယ်စီးစစ်မယ်ဝမ်းစစ်မယ်ပေါ့ကျွန်တော်ဆန်းသက်လို့ရသလောက်တော့ဘာယောဂါမှမရှိဘူးထောင်းထောင်းကြီးပဲဘာဖြစ်လို့ဆေးပင်ဆင်ယူခြင်းနာလဲအသက်ငယ်ငယ်ပဲရှိသေးတာအများကြီးအလုံးလုံးနိုင်သေးတာပဲ အမျိုးသမီးကအသက်ငယ်ငယ်ပဲရှိသေးတာဆိုတဲ့စကားကိုတော်တော်ကျေနပ်သွားပုံရတယ်။ဒါကြောင့်မို့ထင်ရဲ့သူ့မျက်နှာဟာဝင်းထိန်ကြည်လင်သွားတယ်။လုံမဲဆိုရင်တော့နောက်နှစ်20လောက်လုံနိုင်ပါသေးတယ်ဆရာ။ဒါပေမဲ့ကျမအမျိုးသားကနယ်ရီကိုပဲရှောက်ပြောင်းနေရပြီ။ကျမနဲ့ကလေးတွေကရန်ကုန်မှာလိုလိုပဲနေခဲ့ရတော့မိသားစုတူတူနေရတယ်လို့ကိုမရှိဘူး။အမြဲတမ်းလိုလိုမဲတရွာမောင်းတမျိုးဖြစ်နေကြတာ။ ပိုဆိုးတာကနှိမ်အောင်ခွဲနေရတော့ဈေးကတိတ်ကြီးပြီးရတဲ့ဝင်ဝင်နဲ့မမျှအောင်ဖြစ်နေတယ်။သူရတဲ့လကကလည်းကျမတို့စီကိုပဲရောက်တယ်မရှိပါဘူး။သူစိတ်နဲ့သူ့ဘာသာကုန်းနေတာပါပဲ။ဟိုမားဆိုတော့အိမ်လာကထမင်းစရိတ်လက်ဖဲရေဖို့အသေးဆုံးစသဖြင့်တွေထည့်လိုက်ရတော့ရတဲ့လကလေးဘာကြံတော့မှလဲ။ရန်ကုန်ကြတော့ကျမကခလေး၃ယောက်ចောင်းစရိတ်နဲ့ကျမចောင်းတက်တဲ့စရိတ်စကားနဲ့ အင်္ဂလကနဲ့စားစိမ့်နဲ့ဆိုတော့လောက်တယ်လို့ကိုမရှိဘူးအမြဲတမ်းလိုလိုမိပါစီကလက်ဖြန့်တောင်းခံနေရတယ်ကြာတော့လည်းမိပါကိုအားနာလာတယ်ကိုယ်အိမ်နောက်နဲ့ကိုနေပြီမှမိပါစီကိုလက်ဖြန့်တောင်းနေရတော့ဘယ်ကောင်းတော်မလဲဒီပြင်မွေးခြင်းတွေကလည်းနည်းနည်းပြောခြင်းဆိုခြင်းဖြစ်လာတာပေါ့ဒီတော့ကျမတို့နှိမ်အောင်ခွဲနေတာကိုတိန်နေဖြစ်အောင်ပေါင်းနေမှဖြစ်တော်မယ်လို့ကျမဆုံးဖြတ်ပါတယ်ပထမတော့သူရန်ကုန်ပြောင်းရအောင်ကြိုးစားပါသေးတယ်ဒါပေမဲ့မလွယ်ပါဘူး သူရန်ကုန်ပြောင်းဖို့စူးစမ်းတာကနှစ်နှစ်လောက်ရှိပါပြီ။ခုတော့ကျမတို့လည်းမဆောင်နိုင်တော့ဘူးလေ။လာကနေတဲ့ကျမကပဲအလောက်ကပင်စင်ယူပြီးသူ့နောက်လိုက်ဖို့ဆုံးဖြတ်ရတာပါ။ဒါကြောင့်မို့ဒီဆေးပင်စင်ကိုရှောက်တာပါ။ကျွန်တော်သူ့ကိုကိုချင်းစာပါတယ်။ဟုတ်သားပဲ။အိမ်အောင်ကြပြီးတဲ့နောက်မှာမဲတရွာမောင်တမျိုးနေရတာဆိုတော့လွမ်းရီပေါ့လွမ်းရီခတ်တာပေါ့။ကြည်စမ်းပါအောင်။အိမ်အောင်သက်အနှစ်20လောက်အတွင်းမှာ တစ်နှစ်တသားလောက်ပဲအတူနေလဲရရဲဆိုတော့အိမ်နောင်ရေးဒုက္ခဆိုတာဘမရှိနိုင်ပါတော့မလဲထောင်းဒီတက်ဒီရွယ်40တဝိုက်ကိုရအောင်မလွမ်းရေးခတ်တယ်ဆိုရင် လူပြောစရာဖြစ်မယ်ဒီတော့လွမ်းရေးခတ်တာတွေဘာတွေမရှိဘူးထောင်းဝမ်းရေးခတ်တာပေါ့နိုင်နောင်ခွဲနေရတော့ဈေးစကပိုကုန်နေဟုတ်တယ်လीလွမ်းရေးကကိစ္စမရှိဘူးဝမ်းရေးကပိုးပြီးခတ်တယ်အုံမာဒန်နီပြို့လာဘာလာမသိဘူးဗျာ ကျွန်တော်ကဆရာဝန်ဆိုတော့စာပေတွေဘာတွေကိုတော့သိမသိဘူး။ကျောင်းတော့ကသင်ခဲ့ဘူးတာကိုပဲမှတ်မိတော့တယ်။အဲအဲ့ဒီပြိုထဲမှာတော့ကိုချစ်သူနဲ့အတူတကွမပေါင်းသင့်ရပဲ။လွမ်းတဘူးဆွေးသူနဲ့ဝေးတော့ပြည်သေးရေးနှင်းဝမ်းရေတို့ထက်လွမ်းရေခက်ဆွာဆိုလာပါလား။ကြားဖို့မှတ်ဖူးတာပဲ။ခုတော့တို့ရွယ်ကလွမ်းရေခက်နေချိန်မဟုတ်ဘူး။နှိုင်းနောက်တခြားစီဖြစ်နေရတော့လွမ်းရေထက်ဝမ်းရေကခက်နေတယ်ထင်တယ်။ ဒါကတော့ကျွန်တော်လည်းသဘောတူတယ်။ကျွန်တော်ကိုယ်တိုင်ဆရာဝန်ပေါက်စားဘွားတော်ကဟိုမျိုးဒီမျိုးပြောင်းတော့ကျွန်တော်မိန်းမထက်တန်းပြဆရာမကိုတနေ့ရမှထပစ်ခဲ့ရတယ်။ကိုယ်အတွက်လည်းဇရိတ်ကုန်းသူ့အတွက်လည်းဇရိတ်ကုန်းဆိုတော့စုမိဆောင်မိတယ်ရဲ့လို့ကိုမရှိဘူး။သူတို့လည်းမင်းအားလည်းဒီတိုင်းပဲဖြစ်မှာပေါ့။ကျွန်တော်ကိုချင်းစားပါရီ။နောက်တရက်ခြားကြတော့သူပေါက်လာတယ်။အထုကုတမန်တို့ ECG တို့ CO1 တို့မှာဘာမှပြောစရာမရှိဘူး။ ။သွေးဖြူဥတို့သွေးနီဥတို့လည်းပုံမှန်ပဲ။ကျွန်တော်ကအဲ့ဒီဓာတ်မှန်ပါရဂိုတို့ ECG ပါရဂိုတို့ရေးထားတာတွေကိုဖတ်ပြလိုက်တော့သူကပြုံးရင်းဒုက္ခပဲဆရာရဲ့။ယောဂကလေးပါလေးဖြစ်ချင်တာမဖြစ်ပြန်ဘူး။တကယ်ဆိုယောဂတသေးကလေးတစ်ခုလောက်တော့ရှိဖို့ကောင်းတာပေါ့။ကျမကမကြခဏစကြောတက်တက်တော့အ ਨੇ ဆုံးသွေးတို့ယောဂါလေးဘာလို့တော့ရှိမဲထင်တာခုဘာမှမရှိဘူးဆိုတော့ခတ်တာပေါ့ဒါပေမဲ့ဆရာကျမကိုကူညီပါ ကျမဆေးပင်စင်ကလေးရအောင်ဆေးလက်မှတ်ကလေးတော့ထောက်ခံချက်ရေးပေးပါ ကျွန်တော်တော်တော်စိတ်ညစ်သွားတယ်ဘာယောဂါမှမရှိပဲလူတယောက်ကိုဆေးလက်မှတ်ထောက်ခံချက်ရေးပေးဖို့ဆိုတာတော်တော်ခက်တယ်တဲပြီးလိပ်ပြမတန့်ချင်ဘူးထုံးစံကတော့လွယ်လွယ်ရေးပေးလိုက်ကြတာပါပဲဆေးလက်မှတ်ရသွားသူတွေကလည်းအထိုက်လျောက်ကတော့သွားကြတာပါပဲဒါပေမဲ့ဒါမျိုးကိုကျွန်တော်မလုပ်ချင်ဘူးလေကျွန်တော်ဆရာဝန်လောက်လာတာ15နှစ်အနှစ်20ရှိပြီ ဒါမျိုးတခါမှမလုပ်ခဲ့ဘူးသေးပါဘူး။တကယ်ပြောတာပါရုံးမ။ရေးမပေးလို့မရဘူးလားမကြီး။သူကစိတ်လက်မှတ်ရေးပေးဖို့ကျွန်တော်ကိုအတင်းတောင်းမှန်းနေ။ကျွန်တော်ကလည်းတန်တန်ညင်းပါသေးတယ်။အတန်တန်ညင်းလို့မရတဲ့အဆုံးကြတော့သူ့ကိုကျွန်တော်တနာတာနဲ့ရေးပေးလိုက်တယ်။မတန်နိုင်ဘူးလေ။ယောဂနာမည်တက်ရတာကတော့တိတ်မခတ်ပါဘူး။အနီးမီးရပဲပေါ့။အမျိုးသမီးတော်တော်များများဟာ အနီးမီးရအနှင်းနယ်များတော့ရှိတတ်ကြတာပဲဒီတော့အနီးမီးရရေးပေးလိုက်ရင်မမှားနိုင်ဘူးပေါ့တကယ်ကတော့လေကျွန်တော်ထောက်ခံစာ ရုံထုံးစံအတိုင်းရေးပေးလိုက်ရတာပါသဆိုင်ရာဌာနကလူကြီးတွေပင်စင်ဘုတ်မှရှိတဲ့ဆရာဝန်ကြီးတွေကသဘောတူရင်ပြီးတာပါပဲအမျိုးသမီးကပြန်ကန်နေတော့ကျွန်တော်ကိုအခကြီးငွေပေးတယ်ကျွန်တော်လက်မခံလိုက်ဘူးအမျိုးသမီးလည်းကျွန်တော်ကိုလှိုက်လိုက်လဲလဲကျေးဇူးတင်စကားပြောပြီးပြန်သွားတယ် အံ့ဩကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုကြည့်သွားတယ်။နောက်နေ့ကျတော့တရားကျော်ရန်မလေးရှားလုံကြီးတစ်ထဲနဲ့လာကြတော့တယ်။အေးကြတော့တယ်ဆိုတာထက်လက်ဆောင်ပေးတယ်လို့ပြောရင်ရပါတယ်။တကယ်တော့ကျွန်တော်ထက်ကြီးတာပဲ။ကြတော့เสียမလို့ပါဘူး။ဒီလိုနဲ့၅နှစ်လောက်ကြာသွားတယ်။ကျွန်တော်လည်းသူ့ကိုမေ့နေတယ်။ဒီနေ့တော့ကျွန်တော်စေကမ်းမှာထိုင်နေတော့သူရောက်လာတယ်။ချက်ချင်းတော့ကျွန်တော်သူ့ကိုမမှတ်မိဘူး။ဆိုဘာဖြစ်တယ်လဲ။ ကျွန်တော်ကဈေးကန်းအဝင် လူနာကိုဆရာဝန်နဲ့နှုတ်ဆက်စကားနဲ့နှုတ်ဆက်စည်းကြတယ်။သူကကျွန်တော်မေးတာကိုမဖြေသေးပဲနွမ်းလျှစွာပြုံးကျင်။ဆရာကျမကိုမမှတ်မိတော့ဘူးထင်တယ်။ဟုတ်ကဲ့။သိတော့သိတယ်လို့ပဲ။ကျွန်တော်ကဝါးဖြေလိုက်တယ်။ဟုတ်တယ်လေ။ငါးနှစ်လောက်အတွင်းမှာကျွန်တော်ဈေးကန်းကို လူနာရာထောင်ချီပြီးလာနေတာကျွန်တော်ဘယ်မှာမှတ်မိပါတော့မလဲ။လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းကဆရာစီကိုလာပြီးဈေးပင်စင်အတွက် လက်မှတ်ထောက်ခံစာလာတောင်းပူတယ်လေမူလာရန်ဆရာမအေးမြင်ပါဒီတော့မှကျွန်တော်သူ့ကိုတည်တည်ချာချာကြည့်လိုက်မိတယ်အရင်တစ်ခေါက်နဲ့လုံးလုံးမတူတော့ဘူးတော်တော်လေးပိန်ချုံကြသွားတယ်အရင်နှောင်းကသူ့အသားရည်ဟာဆိုးပြေကြည်လင်းလို့ခုတော့သူ့အသားရည်ကမွဲချောက်လို့နှစ်ထင်းနှင်းတွေခြိုက်ဝင်လို့အရင်ကသူ့နှခမ်းတွေကနီးရဲလို့သူ့ပါပြင်ကနှင်းစီအောင်တန်းလို့ဗကရိကျမ်းမာတဲ့မိမတယောက် ခုသူ့ကိုကြည့်လိုက်တော့တော်တော်လေးကျမ်းမာရေးချို့တဲ့နေပုံပဲသူရင်ဖိုးလှိုက်လိုက်ဖြစ်နေတာကိုကြည့်ရင်သူ့သက်ရှူနှုံးဟာမြန်နေတယ်ဆိုတာကိုသိနိုင်တယ်သူ့သားရေတွေဟာခြောက်ခန့်နေတယ်ပိန်ချုံသွားတာကိုကြည့်ပြီးအစာအာဟာရချို့တဲ့နေတယ်ဆိုတာကိုသိနိုင်တယ်ဟုတ်ပြီကျွန်တော်မှတ်မိနေပြီဟိုဟိုပင်စင်လျှောက်ဖို့ကျွန်တော်စီဆေးလက်မှတ်တောင်းခဲ့တယ်လीအဲ့ဒီတော့ကအမကြီးကိုကြည့်ရတာကျန်ကျန်မာမာရှိနေလို့တော့ ကျွန်တော်ကရုတ်တရက်ဆေးလက်မှန်မပေးခဲ့ဘူး။ဆိုခုရောဘာဖြစ်လို့လဲ။ဒေါ်ကြီးအမြင့်ကကျွန်တော်ကို အားနာတဲ့ဟန်နဲ့ကြည့်နေတယ်။ပြီးတော့မှခက်ရရဲ့ပြုံးလိုက်ရင်ခုဆရာစီကဆေးလက်မှတ်ကလေးတောင်းချင်လို့ပါ။ကျွန်တော်မျက်ခုံးကိုပင့်လိုက်မိတယ်။ဘာဆေးလက်မှတ်လိုချင်မြတ်မိလဲ။အရင်တခါကျွန်တော်ဆေးထောက်ခံစားရေးပေးလိုက်လို့ပင်စင်ရပြီမဟုတ်လား။ဟုတ်ကဲ့။ပင်စင်တော့ရပါတယ်။ပင်စင်ရလို့လဲကျမယောက်ျားနေတဲ့စီကိုလိုက်သွားခဲ့ပြီးပါပြီ။ ဒါပေမဲ့ခုကျမလိုချင်တဲ့စိတ်လက်မှတ်ကတမျိုးပါဆရာဘလို့စိတ်လက်မှတ်လဲကျမပင်စင်မယူတော့ပဲအလုပ်ပြောင်းဝင်တော့မလို့ကျမအကြောင်းထောက်ခံချက်ကလေးလိုချင်လို့ပါကျွန်တော်တော်တော်ကိုအံ့ဩသွားတယ်အရင်တစ်ခါလာတော့ကကြမ်းကြမ်းမာမာဝဝဖြူဖြူအဲ့ဒီတုန်းကတော့မကြမ်းပါလို့ဆေးပင်စင်ယူချင်တယ်ဆိုပြီးဆေးလက်မှတ်ထောက်ခံချက်လက်မှတ်တောင်းခဲ့တယ်အဲ့ဒီတုန်းကသူကကြမ်းကြမ်းမာမာနဲ့ဆေးပင်စင်လာလျှောက်တယ်ခုတော့သူ့ကိုကြည့်ရတာကောင်းကောင်းမကြမ်းပါဘူ ဒီတစ်ခါကျတော့လေအလုပ်ပြန်လုပ်နိုင်အောင်ကျမ်းမာရေးထောက်ခံချက်လာတောင်းနေဘလို့ဖြစ်တာလဲအမကြီးရေအမကြီးကြည့်ရတာတိတ်နေကောင်းမမရဘူးဒီအချိန်ကျမှဘာဖြစ်လို့ပြန်ပြီးအလုပ်လုပ်ချင်ရသေးတာလဲနည်းနည်းတော့ထူးဆန်းနေမလားမသိဘူးဆရာကျမ်းမာရေးကတော့အသက်နည်းနည်းထောက်လာလို့မိရဲ့ယောဂါတို့ဘာတို့နည်းနည်းရှိတာပေါ့ဆရာရေမူရာမောရာအားနေတာတို့ပေါ့ဒါပေမဲ့ဒီလောက်ကတော့ကိစ္စမရှိပါဘူးကျမအလုပ်လုပ်နိုင်ပါတယ် ကလေးတွေကိုစားပြနိုင်ပါသေးတယ်။ဘာဖြစ်လို့ပြန်လုပ်ချင်တာလဲ။ကျွန်တော်ကထပ်မေးတယ်။ပြောရရင်တော့အရှိကြီးပဲဆရာ။ဒါပေမဲ့ဆရာအချင်းကိုအားနာတော့အပြင်တူတူပဲပြောပြပါမယ်။ကျမဆေးပင်ဆိုင်ရပြီးတော့သူ့နောက်ကိုလိုက်သွားပါတယ်။ကျမစိတ်ကူးထဲမှာတော့မိသားစုတွေတက်တက်ဝန်းဝန်းနေကြမယ်ပေါ့။ဇေယျစကားကလည်းအကုန်ကြနေမယ်ပေါ့။ဒီစိတ်ကူးနဲ့သူ့နောက်ကိုကျမလိုက်သွားပါတယ်။ ၃လနှစ်လောက်ထီတော့ကျမတို့နေရေးထိုင်ရေးအဆင်ပြေပါတယ်ဆရာ၃လနှစ်ကျော်တော့တာသူနည်းနည်းဖောက်လာတာပါပဲအင်းပြောပါအောင်ဘလို့ဖောက်လာတာလဲကျမရေးမှုဆိုတော့ငွေကလေးဘာလေးနည်းနည်းရွှင်တာပေါ့ဆရာရေကျမရောက်တော့အရင်တုန်းကဆိုအနက်အောင်မခံနိုင်နဲ့ကျမယောက်ျားအရက်တောင်တောက်တက်နေပြီလေသူတို့တော့မှအပြင်းဖြေစရာရဲ့လို့တိတ်မရှိကြတော့အရက်တောက်တက်သွားတာတဲ့အရက်တောက်တာကိုခံနိုင်မှသိတယ်ဆရာ နောက်ကြတော့သူကနောင်မင်းမပါယူလာတယ်။နောင်မင်းမကသူ့ထက်အများကြီးငယ်တယ်။ပြီးတော့ကောင်မလေးကလည်းခက်ရှုပ်ရှုပ်လို့အရက်ကပြောကြတာပဲ။ကျမတို့ကလည်းမှန်မှန်မထောက်တော့ဘူး။နောက်ဆုံးတော့ကျမကိုမူးမူးပြီးအမြဲတမ်းလိုလို ရန်လှုပ်လာတော့တာပဲ။လင်တမျက်နှာတရွာထင်ပြီးလိုက်သွားတာ။ဒုက္ခလှလှကြီးတွေ့တော့တာပဲဆရာကြီး။ဒါကြောင့်မို့ကျမသူနဲ့ပြက်ပြက်ဆဲဆဲဖြစ်ပြီးမိဘစီပြန်လာခဲ့ပြီ။ကျမအလုံးမလို့လို့မဖြစ်တော့ဘူး။ အလုပ်ပြန်လုပ်မှဖြစ်မယ်။ဌာနဆိုင်ရာလူကြီးတွေကိုလည်းကျမအဖြစ်ကိုဖွင့်ပြောပြီးကျမကိုအလုပ်ပြန်ဝင်ခွင့်ပေးဖို့ပြောခဲ့ပြီးပါပြီ။သူတို့ကထုံးစံအတိုင်းကျမရေးထောက်ခံချက်လက်မှတ်ယူခဲ့ပါဆိုလို့ဆရာစီကျမလာခဲ့တာ။ဒီတစ်ခါလဲကျမကိုကူညီပါဆရာရဲ့။ကျမအလုပ်လုပ်နိုင်ပါသေးတယ်။နောက်15နှစ်လောက်ကောင်းကောင်းအလုပ်လုပ်နိုင်ပါသေးတယ်။ကျမသားသမီးတွေကိုလည်းကျမဘာသာရှာဖွေကြွေးမွေးပြီးကြီးပြင်းအောင်မွေးမြူမယ်။ ကျမကိုကူညီတဲ့အတွက်ဆရာမကုသိုလ်အများကြီးရနိုင်ပါတယ်။ကျွန်တော်ဘာမှမပြောတော့ဘူး။သူ့ကိုလူနာကရင်မောအတက်ခိုင်းပြီးဆန်သက်ကြည့်တယ်။အနီမီယာရှိတယ်၊နှလုံးအားနေတယ်၊အာယုံကြောကအားနေတယ်၊အဆုပ်အားနေတယ်။ဒါပေမဲ့သူ့ကိုကျမကြီးကောင်းချောင်းထောက်ခံချက်ကိုတွတ်တွတ်လက်လက်ကြီးရေးပေးလိုက်တယ်။ 1989ခု နိုဝင်ဘာလအမှတ်39ရင်ခုန်ပွင်နားဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဆရာကြီးမြတ်တန်တင့်ရေးသားထားတဲ့ပင်စင်ယောဂဆိုတဲ့ဝတ္ထုတော်လေးကို နိုဝင်ဘာ19ရက်နေ့မှာမွေးနေ့ကြာရောက်လာတဲ့ကိုမျိုးထွန်းအတွက်အမှတ်တရဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ကျမတို့နောက်ထပ်ဝတ္ထုလက်ဆောင်လေးတွေမှာပြန်ဆောင်ကြမယ်နော် ကောင်းသောနေ့လေးဖြစ်ပါစေရှင်ဒါနောက်ဆုံးပြရမယ်ဒီနေ့ကဒီအောင်ညတာလုံးလက်ချင်းနဲ့မတွေ့ဘာလုံးရဲ့မြေဒါနောက်ဆုံး တရားမြတ်စွာဘုရားလက်ထဲမှာအားလုံးရဲ့